ခုနောက်ပိုင်းကျွန်တော်တို့စီမှာလာအမီးများတဲ့ထဲမှာ Turbo 4တို့ Turbo 4 Pro တို့နောက် K80 K70 Ultra K70 ပေါ့เนาะအဲ့လိုဖုန်းတွေကလည်းတတုပ်ရှိတယ်အဲ့လိုပဲ Vivo H200 Pro တို့ H200 Ultra တို့ကပဲကင်မရာအကောင်းဆုံးဖြစ်နေတာလား Xiaomi 15 Ultra တို့ Sony Flash တို့ Samsung Flash တို့ iPhone တို့စသဖြင့်ပေါ့ဘယ်ဖုန်းကင်မရာရဲ့ quality ကအကောင်းဆုံးလဲတို့နောက်ဘာညာပေါ့ user experience တွေနဲ့သူတို့ရဲ့ feedback တွေဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောသွားမှာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့ MyTech မြန်မာရဲ့အပတ်စဉ်အရင်တော့တင်ဆက်ခဲ့တဲ့အမေးဖြေ Q&A အစီအစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်အကြောင်းအကျောင်းနဲ့မရိုက်ဖြစ်တဲ့အတွက်အခုလိုမျိုးကြာနေခဲ့တာပေါ့နော်။အဲ့အတွက်လည်းနားလည်ပေးကြဖို့မေတ္တာရက်ခံကြပါတယ်။ဟုတ်ကဲ့ကျွန်တော်နာမည်ဖုံးကျော်သူပါ MyTech ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါ။ပထမဆုံးဒီ Turbo 4 Pro ဆိုပါတော့ဒီကောင်12သိန်းကျော်အခုဆို73သိန်းအောက်73သိန်းပတ်ချလဲနဲ့ဝယ်လို့ရနိုင်ပြီ။ဒီကောင်လေးက battery 9000ကျော်နဲ့ iPhone Pro Max 5ရတဲ့အဲ့လိုမျိုးပေါ့နော်။သူ့ရဲ့ form factor golden ratio တွေရော နောက်သူ weight နဲ့ weight quality မမချာချာရှိတာတွေရောတီရောင်ပြောနေတာတော့မိတ်ဆွေနှစ်သိန်းပို့ပေးပြီးတော့ table 4 yoyo ထက်ဒီကောင်ကလုံးဝဝဲခြင်းစရာအတိပို့ဖြစ်တာတော့အမှန်ပဲဒီ ratio ဘေးကိုဖြတ်ကားွားတာကိုမကြိုက်တဲ့လူမဟုတ်ရင်ပေါ့ weight လည်းနည်းနည်းတော့ပိုလေးတယ်အဓိက table 4 pro ရဲ့ selling point ကအားတော်တော်လေးကိုခံပြီးတော့ weight quality က table 4ထက်ပိုကောင်းွားတယ် screen size ပိုကြီးွားတယ် table 4ရဲ့ premium version polish version ပေါ့ ဒါပေမဲ့ K80 ကကြောင့် Snapdragon 8 Gen 3သုံးထားတာဖြစ်တဲ့အတွက်ဘလို့ဝဲရွှေမိတ်ဆွေ Galaxy Impact တို့ Weathering တို့ပေါ့သိရမလားအဲ့လို game မျိုးတွေနောက် PUBG တို့အဲ့လို game တွေကို graphics နဲ့အမြင့်ဆုံးနဲ့ plain ပေါ့နော် fan လည်းမတက်ပဲနဲ့ဒီတိုင်းဆော့မယ်ဟေ့ဆိုရင်တော့ K80 ကပို့ပြီးတော့မိတ်ဆွေကိုဟို FPS မကျတဲ့အပိုင်းမှာရောဖုန်းပူတဲ့အပိုင်းမှာရောနောက်ရေရှည်ဖုန်းရဲ့ performance overall မကျလာဘူးအပိုင်းမှာပို့ပြီးတော့ promising ဖြစ်နေမယ်ဒီနေရာမှာထပ်ပြီးတော့ပြောရမှာ K80 ကဟုတ်ပြီ ါမဲ့ K70 Ultra ကြတော့ရေရှိကိုင်းမယ်ဆိုရင် K70 Ultra ကိုကျွန်တော်အခုချိန်ထိပိုအားပေးတယ်။ဘောက်လဲဆိုတော့ Ultra Ultra ပဲဗျာတိလား။ဒီ K80 ဆိုတာ ပြောရမဆိုရင် K80 Pro တော့မဟုတ်သေးဘူး။ဟို Ultra တော့အခုချိန်မှာ brand new ဈေးချင်းရှင်သူ့ထက်ပိုဈေးကြီးတယ်။ဆိုပေမဲ့ဒီလိုမျိုးတသိန်းကျော်နှစ်သိန်းလောက်ပိုဈေးကြီးွားတာမိတ်ဆွေ၃-၄နှစ်လောက်လို့ပြောလို့ရေရှိကိုင်းမယ်ဟဲ့ဆိုရင်ကြတော့ဒီလိုမျိုး base model k60 k70 အခု k80 ပေါ့နော်အဲ့လို base model ကောင်းနေမှာနောက်ပိုင်းမှာ display error တွေတက်လာတာတို့အတိသာဆုံးလူပြောများဆုံးကတော့ gain သေးချဆော့ရလို့ဆိုရင်တစ်နှစ်ကျော်မှာဒီကောင်းနေ battery ကအရင်လောက်မခံတော့ဘူးဆိုတာမျိုးဒါတော့မှဒီ k80 က battery 6500ကျော်လောက်ပါလို့နည်းနည်းသူများထက်တော့ပိုကောင်းမှာပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ultra လောက်တော့အထက်က overall component တွေ battery သုံးတဲ့ quality တွေ now software support ဘိုင်းအဲ့ဒါတွေမှာတော့အားနေချက်ရှိနေလိမ့်မယ်ကျွန်တော်အနေနဲ့ဆိုရယ် personally ဒီကောင်းရဲ့ main camera ထက်ဆိုင် K70R Ultra ရဲ့ main camera ရတဲ့ပုံထွက်တွေကိုလုံးဝပေါ့နော်အနီးကပ် close up ရိုက်ချက်တွေဘာညာကြီးတော်တော်များများမှာဟိုကောင်ကိုကြိုက်တော့မယ်အဲဒီကောင်ကင်မရာစုတ်တာတော့မဟုတ်ဘူးပေါ့နော်အရင်ဟိုးတော့က K90 K60 series ရဲ့ထက်ဆိုင်ဒီကောင်ရဲ့ကင်မရာအသီးတသားကိုပိုကောင်းနေပြီအဲဆိုပေမဲ့ K70R Ultra ကတော့ပိုပြီးတော့အဲ့လိုအဆင်းမြင့်နေဆိုတော့ သူ detail ပိုကောင်းတဲ့ processing ရတယ်ဗျာကျွန်တော် my dad live q&a မှာပြောပြောနေလို့အဲ့ဒီ key sample ultra ဝယ်လိုက်ကြရဆိုတော့ brother တွေကျွန်တော်တို့ man နေတဲ့မှာလည်းလာ man ထားတဲ့လူတွေရှိတယ်ဗောနော်ဆိုတော့ကိုယ့်ရဲ့ user experience နဲ့အခြေအနေလေးကိုလည်းကြည့်နေတဲ့မှာပိုင်းအောက်မှာ man ခဲ့လို့ရပါတယ်နောက်တစ်ခု CV4 Pro နဲ့ K80 Pro ဆိုရင်ရောဘယ်လိုယူရမလဲဗောကိုကတကယ်တမ်းမှာလောက်လောက်လာလာဂိမ်းဂိမ်းဂိမ်းအမှန်ကန်တမုံဆွဲနေလူမဟုတ်ဘူးဆိုရင် overall ဗောနော် all rounder အနေနဲ့ပို့ပြီးတော့ flagship ဘက်ကို vibe ရောက်တာတော့ CV4 Pro လို့တော့ကျွန်တော်ပြောချင်တယ် big quality ပေါ်ပါပါနဲ့မှန်အခုံးလေးဖြစ်တာပဲကြည်ကြည်နောက်သုံးထား display panel quality ပဲကြည်ကြည် 1.5k နဲ့ 2k တော့ကွာမယ်ဆိုပေမဲ့တကယ်တမ်းသူက color production quality မှာကျတော့ CV4 Pro ပို့ပြီးတော့ e set တယ်အဲ့လို Samsung အရင်က flagship phone တွေလိုမျိုး vibe ရတယ်ဗျာပြီးတော့ camera တာရယ်ဆွဲနေရမှာ Leica ပါတာမပါတာနောက်ထားလိုက်အောင်ဒီ camera ဆိုတာဗျာ phone တွေမှာလို့ ultra wide ရော shaver selfie ရောပါသေးတယ်ဒီ K80 မှာโอเค main camera တော့မစိုးပါဘူးပေါ့အရင်ဟာတွေထက်ဆိုင်တယ်သူကလည်းသူကောင်းတင်သလောက်တော့ကောင်းနေဆိုပေမဲ့ ား ultra wide ရော selfie camera ရောနောက် video quality ရောစသဖြင့်ပေါ့နော်အဲ့လိုတွေအကုန်ရှင်လိုက်မယ်ဆိုရင်ကြတော့ ZV4 Pro ကပို့ပြီးတော့ပုံအများစုမှာ consistent ဖြစ်ဖြစ်ပိုကောင်းနေတော့တွေ့ရတယ် ZV4 Pro မှာကျွန်တော်အနေနဲ့ personally အားမရဆိုလို့နှစ်နေရပဲရှိတယ်သူ battery ပေါ့နော်4800ပါတာကဘာပဲပြောဒီလိုမျိုးတောက်တောက်လဲ battery ပါတဲ့ phone တွေထက်စာရင်တော့ battery အားနေတယ်ဆိုတော့ဖြစ်တယ်ဒါပေမဲ့သူ phone တစ်လုံးအနေနဲ့ဆိုရင်တော့အားသိမ့်မခံဆွဲတော့ဒီတော့မစိုးဘူး ပြီးနောက်တနည်းအားကျတော့ video ရိုက်တဲ့ဘိုင်းပေါ့နော်ကျွန်တော်ကကျတော့ 4K 60fps video တွေ low light video တွေလည်းရိုက်ဖြစ်တာမျိုးဆိုတော့အဲ့ဒီဘိုင်းမှာကျတော့ CV4 Pro ကသူ့ရဲ့သုံးထားတဲ့ Snapdragon 8S Gen 3ရလည်း performance ဘိုင်းမှာဒီလိုမျိုး Gen 3 Gen 2កောင်းနေလောက်မထွက်တော့ဘူးနဲ့ဆိုတော့ဟို processing ဘိုင်းပေါ့နော် low light photography videography မှာတော့နည်းနည်းအားနည်းချက်ရှိတယ်ဟို Xiaomi 14တို့ဘာလို့လဲသွားရှင်လို့မရသေးတဲ့အပိုင်းပေါ့ Leica ပါလာတယ်ဆိုမှပြီးတော့အဲ့ Leica ပါလာတယ်ဆိုတာကလည်းအဲတကယ် flagship တွေအရောက်ထိ consistent ဖြစ်တဲ့ like a software support တော့မဟုတ်ဘူးဆိုတော့အဲ့လိုပေါ့နော်ဒါပေမဲ့ကိုယ်ကျိုးရပါကိုကအဲ့လိုမျိုး nearly flash experience ကိုလိုချင်တယ်ဈေးလဲ30အောက် CP4 Pro ဆို15လောက်ပဲရှိရဗျာအဲ့လောက်ပဲ145လောက်ပဲသုံးမယ်ဆိုရင်တော့အခုချိန်ထိ CP4 Pro ကလုံးဝလုံးဝ1 2 3ထဲစဉ်းစားရမယ့်ဖုန်းတွေထဲမှာပါတယ်ဆိုတော့ပြောချင်တယ်တကယ်လို့ကိုကအဲ့15 16ဝန်းကျင်မှာ China version လက်မကင်ချင်ဘူးကင်မရာအသားပေးကင်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ Techno Camera 30 Premier 5G တို့ ဒါမှမဟုတ်အရင်နှစ်ကထွက်ထားတဲ့ Vivo V40 တို့ Reno 12တို့လိုမျိုးရဲ့ second hand တွေ live ဝယ်တာတို့စရဖြစ်ပေါ့အဲ့လိုကောင်းလေးတွေတော့ရှိပါတယ်နောက်တစ်ခုကျွန်တော်တို့ YouTube video တွေအောက်မှာ first comment ပထမဆုံးဗာညာပေါ့နော်ဝင်ပြီးတော့အဲ့လိုမန့်ထားတဲ့ brother တွေအားလုံးကိုလည်းကျွန်တော်ဒီကနေပြီးတော့ appreciate လုပ်တယ်ဆိုတဲ့အကြောင်းကို embrace လုပ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးမင်္ဂလာပါဝင်မန့်တဲ့လူတွေကျွန်တော်တို့အားပေးချီးကျူးကြတဲ့လူတွေရောဒီလိုဝင်ပြီးတော့ appreciate လုပ်ကြတဲ့လူတွေရောပေါ့နော်ကျွန်တော်တို့ MyTech မြန်မာကိုစားကျွန်တော်ကလည်းအားလုံးကို တကယ်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခုကတော့ KAD တုံးတဲ့ user တယောက်သူဖုန်းကအားသွင်းတဲ့ချိန်မှာတော်တော်ပူတယ်အား80ရာခိုင်နှုန်းနဲ့အထက်နောက်ပိုင်းရောက်သွားရင်တော့တိတ်မပူတော့ဘူးဘာညာသူ concern ဖြစ်ပြီးစိတ်ပူမေးထားတာရှိရပါတော့အဲ့တော့အဲ့လိုကိုကိစ္စတွေအားလုံး KAD ရဲ့လုံးမတော့မဟုတ်ဘူးဗျာ K60 K70 K80 နောက် Xiaomi 14 15နောက်မလဲ13စသဖြင့်ပေါ့နော်ဟို Redmi ပဲဖြစ်ဖြစ် Xiaomi ပဲဖြစ်ဖြစ်အဲ့လိုမျိုးဖုန်းတွေမှာ fast charging ကိုသူက90 watt ကို120 watt ကိုပါတယ်120 watt ပါတဲ့ကောင်တွေဆိုပိုတိတာတယ် အဲသူ့ရဲ့ charging speed ကို setting ထဲမှာ regular standard charging speed ထားတာဆိုလို့ရှိရင်အဲ့လိုပူတဲ့ပြဿနာနေသွားလိမ့်မယ်။ကိုကဟို turbo boost ဗျာ charging ကို boost လုပ်တဲ့ version ကိုသွားပြီးတော့ setting ထဲမှာဖွင့်ထားလိုက်မိမယ်။ဒါမှမဟုတ်လေ phone က out of the box ပါကလေးကဟိုအကြောင်းကြောင်းနဲ့အဲ့လိုဖြစ်နေခဲ့မယ်ဆိုရင်တော့သူက120အပြည့်90အပြည့်နဲ့တွင်းတဲ့အတွက်ပူမယ်ပေါ့နော်။ဆိုတော့အဲ့ဒီဟာလေးတစ်ချက်ကို setting ထဲမှာပြန်ကြည့်ကြည့်လိုက်ပါ။အဲ့ဒါဆိုလို့ရှိရင်အဲ့ပူတဲ့ပြဿနာပိုလျော့သွားပါလိမ့်မယ်။ ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Xiaomi 14 Pro တော့ဘာလို့အဲ့ဖုန်းလေးကိုဟို charging boost ကိုမတုံးဘူးဗျာအဲ့တော့30ရာခိုင်နှုန်းပို့ပြီးတော့ speed နည်းတယ်ပူတာလည်းတိတိတသားကိုပို့ရော့ပါတယ်91နဲ့ပါတဲ့ကောင်တည်းဆို30ရာခိုင်နှုန်း short ပဲဆို maybe 60 watt 80 watt လောက်နဲ့တွင်းပါပေါ့နော်အဲ့တော့အပူပြဿနာပို့ရော့သွားပါလိမ့်မယ် now K80 Pro ကကင်မရာကောင်းလားဆိုရင်သူ့မှာ Leica support တော့ပါလာတယ်အရင် K series ရာထက်ဆိုင်တော့ software tweak လုပ်တဲ့အပိုင်းတော့ပို့ support ရလာတယ်ဆိုပေမဲ့တကယ်တကယ်တမ်းလောလောလောလရှင်မယ်ဆိုရင် Xiaomi 14တို့14 Pro နဲ့ မမီသေးတဲ့တကယ် true flagship phone လို့မျိုးမရသေးတဲ့အပိုင်းတွေကတော့များနေတော့မယ်အဓိကကတော့ကျွန်တော်ခုနကပြောသလိုပေါ့နော်ကင်မရာပုံထွက် quality ကတချို့ပုံတွေမှာတော့အရန်ကောင်းသွားမယ်တချို့နေရာတွေမှာကျတော့ဟိုသိရမလားဒီ day တွေညော့နေတာတို့အဲ့လိုပေါ့ consistent မဖြစ်တာကောင်းရင်ကောင်းမယ်မကောင်းရင်မကောင်းဆိုတော့ကိုက3-4ပုံလောက်တော့အမြဲတမ်းစိတ်ချအောင်မျိုးစုံရိုက်ရမှာပေါ့နော်ဆိုတော့အဲ့လိုအနေထားတစ်ခုလို့တော့ပြောချင်တယ်ပြီးတော့ KAD Pro ကို long term အတွက်တို့ all rounder သုံးလို့ရလားဆိုရယ်မိကုန်းမျိုးတွေအတွက်ကျွန်တော်ဖြည့်ပေးချင်တာက အခုချိန်မှာ KD Pro သုံးတဲ့တချို့ user တွေအဲ့ဖုန်းကပူတယ်အဲ့အပူပြဿနာတော်တော်ရှိတယ်အစားဖြင့်တို့စိတ်မကျေနပ်တဲ့ user experience တွေ sharing လုပ်ထားတာတွေရှိတယ်ကျွန်တော်လည်းအံ့ဩရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ Snapdragon 8 Elite လိုမျိုးတခြား flagship ဖုန်းတွေအကုန်လုံးကအပူပြဿနာတော်တော်နည်းတဲ့အရမ်းမိုက်တယ်ဆိုတော့ optimize ဖြစ်တဲ့ချစ်သုံးထားတာတော့မှအဲ့ KD Pro မှာပူတယ်ဆိုတော့ဒါတို့အလုံးနေရာပဲဝယ်ကားစမလို့ဟို optimization ပေါ့နော် user pattern မှတ်နေတော့မလို့လားဒါမှမဟုတ် factory error ပဲပါလို့လား ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ဟိုလူတိုင်းအတွက်တော့အားပေးလို့ရတဲ့ဖုန်းတစ်လုံးတော့မဟုတ်ဘူးဗျ KAD Pro ထက်စာရင်ဒီ Turbo 4 Pro တို့ Turbo 4တို့ကမှ normal user အတွက်ဟိုလို all rounder လူအများစုကပိုအားပေးလို့ကောင်းနေသေးတယ်ဈေးအရဆိုလည်းကြည့်လေနှစ်ဆလောက်กว่า Turbo 4က7သိန်းစုံစုံလောက်ပဲရှိတော့တယ်ဒီကောင်က7နှစ်73လောက်ပဲရှိတယ်ဟိုကောင်က21 22လောက်ဆိုတော့သိရမလားအဲ့ဒီဈေးမှာတော့ဗျာကျွန်တော်တို့ flagship ဖုန်းတစ်လုံး အသစ်ပဲရရစကန်ပဲရရသွားဝယ်လို့ရနေတဲ့အနေအထားတစ်ခုကိုရောက်သွားပြီ။နောက် K80 နဲ့ IQNI ကိုတန်းတဲ့ဘာရွေးရမလဲဆိုတာမျိုးအတွက်ဆိုရင်ကိုကကိုယ့်ရဲ့ယုံကြည်ချက်တော့ရဲရဲစွန့်စားနိုင်တယ်ဆိုရင်တော့ IQNI ကိုတန်းရွေးအဲ့လိုမျိုးပြောလို့ရတယ်။အဲဘာကိုပြောချင်တာလဲဆိုတော့ accessory sharper မှုတစ်ခုခုဖြစ်ရင်ပြင်ရတာပို့ပြီးတော့ပစ္စည်းစောင့်ရတာပို့ကြမယ်ပေါ့နော်။ပြီးတော့ပြန်ရောင်းမယ်ပါကြဆိုလဲ K80 လိုမျိုးဒီကလူကြိုက်များပြီးသားဖုန်းမော်ဒယ်ထက်ဆိုင်ပို့ပြီးတော့ခက်မယ်ပို့ကြမယ်ဈေးပို့ညော့မယ်။ အဲ့ဒီဟာတွေကိုလုံးဝသီးခံနိုင်ရဲဆိုရင် IQ နေကိုတန်းဝယ်ပါဟို IQ နေကပြောဆိုဇန်နိုင်းလို့ပါလို့ခစ်ကလေးကသူ့ရဲ့ origin OS ကို overall တာမန် controller ပို့ပြီးတော့ကျွန်တော်ဆိုလည်းပို့ကြိုက်တယ်ဗျာဒီလားအဲ့ RAM ကသူ့ counter pad ဟို note tower series ပဲဖြစ်ဖြစ် K series ပဲဖြစ်ဖြစ်ခတ်နေတာအဲ့ဖုန်းတွေကဒီမှာခုနကပြောတဲ့အားနည်းချက်ရှိတော့လူတိုင်းအတွက်တော့မဟုတ်သေးဘူး maybe နောက်နှစ်နည်းနည်းကြာရင်တော့ဒီမှာ user ပို့များလာရင်တော့ပို့တော့ကောင်းမယ်ဆိုပေမဲ့အခုချိန်မှာတော့ခုနကအားနည်းချက် တို့ risk ယူရမှာပေါ့နော်ဆိုတော့အဲ့လိုပါပဲမခန့်တာအခုနောက်ဆုံးထွက်တာ icon button ဆိုလို့ရှိရင် performance အသားပေးဖုန်းဆိုပေမဲ့သူ့ရဲ့ camera ပုံထွက်ဓာတ်ပုံပုံထွက်တော်တော်ကြီးကိုမိုက်လာတယ်ဟိုအရင်တော့က performance အသားပေးတခြားဖုန်းတွေနဲ့သွားရှိရင်အဲ့ icon button က camera ပါတော်တော်ကောင်းတယ်မျက်စိပသာရဖြစ်တယ်မိုက်တယ်ဆိုတော့ဟိုသိရမလား gaming ဖုန်းလိုမျိုးအသားပေးကို camera ပါနည်းနည်းကျွန်တော်လိုမျိုး camera ကြိုက်တဲ့လူတော်မှာအဲ့ phone ရဲ့ပုံထွက်ကိုအာမိုက်တယ်မိုက်တယ်ဆိုပြီးတော့နိုင်ငံခြား review တွေ sample တွေမှာခံစားခဲ့ရတယ်ဆိုတော့ဗျာ ဆိုတော့သဘောပေါက်မယ်လို့ထင်ပါတယ်အိုင်ကူကတော့ခုနကကျွန်တော်ပြောတဲ့အားနည်းချက်ကလွဲလို့ရှိရင်အခုချိန်မှာပို့ပြီးတော့ပေါ့နော်ဂိုင်ကြည့်ချင်စရာပိုကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်း IQ ဖုန်းနဲ့ဂိုင်ခဲ့တာသူရ origin OS နဲ့ overall နေထားတော့လောကသဘောကျခဲ့တယ်နောက်မေကွန် iPad 10 Gen နဲ့ Xiaomi Pad 7ဘယ်ဟာဝယ်ရမလဲဆိုတာမျိုးဒါကတော့ရှင်းပါတယ်ကျွန်တော်တခွမဲ့အလွယ်ဖြေပေးချင်တာကိုက iPad OS ပေါ်ကသုံးနေတဲ့ကိုအတွက်ပေါ့နော် productivity ဖြစ်တဲ့ရုံးသုံးကြောင်းသုံးဒါမှမဟုတ်လည်းအဲ့လို professional software တွေ မဖြစ်မနေသုံးနေတာမျိုးရှိလားရှိတယ်ဆိုရင်တော့မတက်နိုင်ဘူး iPad ပဲဝယ်ရမှာပေါ့နော်ဘာလို့မတက်နိုင်ဘူးလို့ပြောလဲဆိုတော့ iPad 9 Gen လို့10 Gen လို့ဆိုတာသူ့မှာသုံးထားတဲ့ display panel quality ကဟိုးရောင်းက model ကိုသုံးထားတာပြောမလို့ဆိုရင်အရင်ကြီးမကောင်းဘူးဗျာ tablet ဆိုတာကျွန်တော်တို့မျက်စိကိုအပြားကြီးကြီးမှာ share အဲ့လို entertainment ပဲပြောပြော productivity ပဲပြောပြောပို3 Gen လို့ဝယ်တာဖြစ်တဲ့အတွက် screen quality ကောင်းတာကိုတော့ကျွန်တော်ကပို prefer ဖြစ်တယ်ဟိုကောင်တွေကကြတော့အဲ့လိုနည်းနည်းပါ lower grade တော်တော်ဖြစ်တယ်ဗျာ ဆိုတော့လူတိုင်းကိုတော့ကျွန်တော်အဲအကြောင်းအဲ့ကောင်လေးအရန်အာမပေးဘူးဒါပေမဲ့ကိုကကို budget နဲ့အဲ iPad OS 3မကိုရမယ်ဆိုလို့ရှိရင်တော့ဒီ iPad 10 Gen တော့11 Gen တော့9 Gen တော့တော့ဝယ်ရမှာပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်ကိုက video ကြည့်မယ်အဲအဲ့လိုမျိုးပေါ့သိရမလား tablet ကိုရိုးရိုးလူတယောက်သုံးမဲ့ပုံစံမျိုး multimedia ကွန်ဆန်ပြင်ရုပ်ရှင်လေးကြည့်မယ်စာဖတ်မယ် Facebook ဘာညာ TikTok အဲ့လိုမျိုးရှောက်ပြီးတော့ အဲ့လိုသုံးမဲ့လူမျိုးပေါ့ပါ normal use case များတဲ့လူမျိုးဆိုရင် Xiaomi Pad 7တို့ Pad 7 Pro တို့ကတော့သူရဲ့ charging speed ပိုကောင်းတာ battery life ပိုများတာ display quality ပိုကောင်းတာစသဖြင့်ပေါ့နော်အဲ့ဒါတွေကတော့အဲ့လိုတာဝါတယ်ဒါပေမဲ့တစ်ဖက်မှာပြန်ရှိတာကကြတော့ဒီ Xiaomi Pad ရဲ့လုံးဝမဟုတ်ဘူးဒီ Android tablet တွေဆိုတာသူတို့မှာ screen size ကြီးွားတာလွယ်လို့ရှိရင် Android phone တစ်လုံးသုံးရတယ်လို့ပဲ tablet အတွက် optimize ပေးချဖြစ်တဲ့ software တွေအရင် powerful ဖြစ်တဲ့ productivity professional apps တွေကကြတော့ iPad OS ပေါ်မှာထက်ဆိုင်နေတယ်မရှိတာမဟုတ်ရှိရမယ်ရွေးစရာ option နေတယ်အရင်ကောင်းတာတွေအဲ့လိုအရင်မရှိဘူးပေါ့နော်ဆိုတော့အဲ့တခုတော့ရှိတယ် Apple ရဲ့ iPhone တွေကနောက်ပိုင်းပူရာရော့လာတယ်ဆိုတာသူတို့ကဟို10 reviewer တွေအဲ့လိုသိရမလားဖုန်းစားထွက်ကစား high နေတဲ့အချိန်ရော့သွားတဲ့ 3-4လောက်လောက်ဆိုရင်သူကအဲ့လို software update တွေနဲ့ပေးပြီးတော့သူ့ရဲ့ overall performance ကို short ချတယ် optimization လောက်တာလဲပါတာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ပြောရင်ဒါသူလည်းအပြည့်အဝတကယ်ယုံပြီကျုံပြီဆိုရှင်သူလည်းပူတာပဲအမယုံရင် 4K 60တော့ပါဘူး ProRes တွေနဲ့ရိုက်ကြည့်ပူကြစ်တက်လာနိုင်ပဲအဲပြောချင်တဲ့ point ကဗျာ chip အကုန်လုံး flagship chip တွေနောက်ပိုင်းမှာအပူပြတ်တနာကတော်တော်လေးကိုရှိလာတယ် performance ကောင်းနေရမယ်ပူလဲပူတယ်ပေါ့နော်အဲ့တော့ flagship ပဲဝယ်ဝယ်အဲ့လို flagship ကေလာအဲ့ဆိုဒီကောင်းတဲ့ဖုန်းပဲဝယ်ဝယ်အဲ့လို cooling fan တက်ဆော့တာတော့လူတွေအတွက် weight အနည်းငယ်လေးလာတာလွဲလို့ရှိရင်ပေါ့နော်ပို့ပြီးတော့ကျွန်တော်ကတော့အားပေးတော့မယ်ကိုယ့်လက်ကနည်းနည်းသေးလို့လေးတာမကင်နိုင်လို့ဆိုရင်တော့လည်းမတက်နိုင်ဘူးပေါ့နော်ဒါပေမဲ့သတင်းကောင်းတော့ခုနောက်ပိုင်းမှာဟို Android phone တွေလောကမှာဆိုလို့ရှိရင်လည်း Snapdragon 8 Elite လို့မျိုးအပူပြဿနာတော်တော်ကြီးကိုနှဲသွားတဲ့ optimization ကောင်းလာတဲ့ chip တွေ ပြန်ရောက်လာပြီပြန်ရှိလာပြီနောက်နှစ်ချစ်တော့မသိဘူးပြီးတော့ silicon carbon battery လိုမျိုး overall battery quality ပိုကောင်းတဲ့အဲ့အပူသားမဲ့ control ပါဘောပေါ့နော်ပိုကောင်းတဲ့ကောင်တွေကလည်းအခုကျွန်တော်တို့တရုတ်ဖုန်းတွေစီမှာရှိလာပြီဆိုတော့နောက်ပိုင်းမှာတော့အဲ့ဖုန်းတွေပူတဲ့ကိစ္စကတော့နည်းနည်းလေးတဖန်ပြန်နေသွားမယ်လို့တော့ကျွန်တော်မျှော်လင့်မိတယ်ပေါ့နော် ဖုန်းတိုင်းတော့မဖြစ်နိုင်သေးဘူးပေါ့ပြီးတော့ကျွန်တော်ကိုဘယ်လိုဆက်သွယ်ရရလဲဆိုရင်နံပါတ်1ချက် MyTech မြန်မာကိုဆက်သွယ်ချင်တော့ဆိုရင်ကျွန်တော်တို့ MyTech မြန်မာရဲ့ Facebook Messenger မှာသွားပြီးတော့ဆက်သွယ်ရရတယ်ကျွန်တော်ဥစဉ်တော့ဖုန်းကျော်သူဆိုပြီးတော့ personal account ကျွန်တော်ရဲ့ Facebook account မှာလည်းဆက်သွယ်ရရပါတယ်ပြောတာပြောရရင်ကျွန်တော် Facebook ကမသုံးပြတော့လာတော်တော်ကြာသွားတယ်ပေါ့နော်ဒီဇင်ဘာလောက်ကစမယ်ထင်တယ်ကျွန်တော် social TikTok ဆိုပြီးနှစ်ပတ်လောက်ခဏရပ်ထားရနေပြီးတော့အချိန်ရပါပြီကျွန်တော်လည်းပြင်းသွားကိုယ့်အကိုပဲတင်းတင်းနေအဲ့လို social media နဲ့အဝေးပေါ့နော်အဲ့လို YouTube လောက်ပဲပုံသုံးဖြစ်သွားခဲ့တယ်ပေါ့ ဆိုတော့ဒီမှာ Facebook မှာမတွေ့ဖြစ်တော့ဘူးเนาะကိုဖုန်းနဲ့ brother တယောက်မှန်ထားသလိုပဲအဲကျွန်တော်ဟို Facebook မှာမတွေ့တော့လို့လွမ်းနေကြတူရှိလို့ရှင်လဲအားလုံးဟိုအာနန္ဒာနဲ့ပေါ့เนาะကျွန်တော် Facebook တော့ပြန်သုံးပါမယ်မကြာခင်တော့ပြန်သုံးဖို့ရှိရယ်ပေါ့เนาะအားလုံးပဲ stay tune ပါကျွန်တော်တတိတရားရှိပေးကြရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဒီမေးခွန်းလိုမျိုး Honor X9C နဲ့ Vivo V50 Lite ဘယ်သူအားပိုခံလဲဆိုရင်ကျွန်တော်ကတော့ generally V50 Lite ကတော့အားနည်းနဲ့ပိုခံမယ်လို့ထင်မိတယ် ဘာလို့ထင်မိရပြောဆိုတော့ကျွန်တော်အဲ့ဖုန်းနှစ်ခုကိုတိုက်ရိုက်တော့အဲ့လိုကြီးရှင်ပြီးတော့ဒေဒူတွေမတုံးဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ H9C ကလည်းသူ့အနေနဲ့သူတော့အရင် H9B တို့ဘာလို့တက်ဆိုင်အားခံတဲ့ဘိုင်းတော့တိုးတက်မှုရှိလာတယ်ဆိုတော့အဲ့နှစ်ခုမှာကိုပိုကြိုက်တာဝယ်လိုက်ပါလို့တော့ပြောချင်တာပေါ့နော် H9C ကကြတော့ပို့ပြီးတော့အကျန်းခံတဲ့ဘက်ကိုသူကအဓိက highlight လုပ်ပြီးထုတ်ထားတာ V50 light ကကြတော့သူကအဲ့လိုမျိုးဘေးပေါင်ဘက်ဆယ်ရီပါပြီးတော့ပြည့်ရမှာကြီးလိုက်တာနဲ့ဗျာနည်းနည်းလေးဖုန်းကအဆင်ပြေတယ်ဆိုရင်ခံစားချက်ရရတယ်ပေါ့အဲ့လိုပုံစံထုတ်ထားတာ ဒါပေမဲ့ still ကျွန်တော်ကတော့အဲ့ Vivo VC V50 တွေဝယ်မယ်ဆိုရင်တော့ night ထက်ဆိုင်ထက်ဆိုင်ထက်ဆိုပြီးတော့ V50 တို့ဒါမှမဟုတ်လည်းအရင်နှစ်က V40 တို့အဲ့လိုတွေဝယ်လိုက်တာတော့ပို့ပြီးတော့အားပေးတော့မယ်ပြီးတော့ CNF phone 1နဲ့ iPhone 12ဘယ်ရောက်ဝယ်ရမလဲဆိုရင်မေးကုန်မျိုးအဲအုံနောက်နဲ့ပေါ့နော်ဒီတိုင်းလူအများစုအတွက်အဆင်ပြေဖို့ရွေးပေးပါဆိုရင်တော့ CNF phone 1ပို့ကောင်းတယ်သူ့ရဲ့ plastic bag တို့ဘေးပေါင်တွေနည်းနည်းထူတာတို့ selfie camera စုပ်တာတို့ကတော့သူ့ရဲ့အားနေချက်ပေါ့ အဲ့ဒါတွေကိုကိုကပြဿနာမရှိဘူးဆိုတဲ့လူဆိုရင်ဒီကောင် ပို့ပြီးတော့အားခံမယ်ဟို latest ပို့ဖြစ်တဲ့အတွက်ပို့ပြီးတော့ gain တွေပါဆော့မယ်ဆိုလို့ရှိရင်လည်းဟို iPhone 12ဆိုတာဗျာအခုချိန်မှာ second hand တွေသွားဝယ်ရမှာဆိုတော့သူ့ battery ကလည်းကျနေမှာအဲ့တော့တကယ်တကယ်တမ်းပေါ့နော်ကိုကအားခံခံနဲ့အဲ့လို day to day မှာပို့အဆင်ပြေပြေနဲ့အားသွင်းလဲမြန်အားလဲခံသိရမလားအဲ့လိုသုံးရတဲ့ဆိုရင်တော့ CNF phone 1ကိုပဲဝယ်ရလိမ့်မယ်အဲ့လိုမဟုတ်ဘူးရတယ်ဖုန်းကိုတော့သူဘလို့နေနေ ဟိုကိုင်နိုင်တယ်အဆင်ပြေတယ်ဆိုတဲ့လူမျိုးဆိုရင်တော့ iPhone 12က overall ပို့ပြီးတော့အဆင်မြင့်တယ်ဆိုတဲ့ user experience ရလိမ့်မယ်။ဘာလို့ဆိုတော့ CF phone 1ကသူက plastic base နဲ့လည်းဖြစ်တယ်ပြီးရင်ဘေးပေါင်တွေကလည်းနည်းထူတယ်။အဲ selfie camera တွေဘာတွေကလည်းအဲ့လိုစုပ်တော့လीအဲ့ဆိုတော့လူတိုင်းအတွက်တော့ iPhone ကလည်းကျွန်တော်အားပေးတဲ့ဖုန်းတော့မဟုတ်ဘူး။ဖြစ်နိုင် iPhone ဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အောက်ထက်ဆုံးနေတဲ့ iPhone 13လောက်ကိုတော့လူအများစုကိုပို့ပြီးတော့ recommend ပေးခြင်းတယ်။ဖြစ်နိုင် 13Pro Max လောက်ကစဝယ်ပို့ကောင်းတယ်ဗျာအခုချိန်မှာ။ ်အဲဒါကနည်းနည်းတော့ကျွန်တော်ကဟိုအရန်ဈေးသုံးခိုင်းတယ်လို့တော့ဖြစ်နေမယ်ဆိုပေမဲ့ကြာလာလေလေအဲ့ဒီအရှိ model တွေကအားတိတ်မခံတာအားသွင်းရကြာတာဖုန်းပူတာအဲစသဖြင့်ပေါ့နော်အဲ့လိုမျိုး day to day မှာကိုကဖုန်းတစ်လုံးထဲဒီဖုန်းတစ်လုံးထဲပဲသုံးမဲ့လူဆိုရင် ဟိုပျော်ဖို့တော့ကောင်းမယ်လို့တော့ကျွန်တော်မထင်ဘူးတခြားဖုန်းတွေကလည်းခုက main range တွေအားစားတော်တော်လေး Android လောကမှာသုံးလို့ကောင်းလာကြတော့လေပြီးတော့အခုချိန်မှာ Samsung S22 second ဝယ်သိမ့်လားဆိုတာမျိုး Samsung A S series line တက်ပြီး21 22 23စတာဖြစ်ပါတော့24အထိအဲ့ကောင်တွေကို second hand ဝယ်တာကောင်းလားဆိုရင်ကျွန်တော်ကတော့အားပေးတယ်အားပေးတယ်ဆိုတာတခုတော့စိတ်ထဲမှာသိထားမှာဒီဖုန်းတွေကဟိုအသေးဆုံး size battery capacity အနည်းဆုံးနဲ့လာတဲ့ကောင်တွေဆိုတော့ စထွက်ခဲ့ရလေဒီကောင်နဲ့အာတအားယူခံနေဆိုနေထားမဟုတ်ဘူးဗျာအခုလိုမျိုးသူများသုံးထားတဲ့နှစ်အတန်ကြာတစ်ခုရှိတဲ့ဖုန်းမှာဆိုရှင်သူ့ battery health ကလည်းပိုလျော့နေမှာဆိုတော့အားကတော့အရင်ခံတော့မှာမဟုတ်ဘူးနည်းနည်းရှင်ပြောပြရမယ်ဆိုရင်အရင် iPhone 13တို့12တို့14တို့အဲ့လိုကောင်းတွေကို second hand သွားဝယ်တယ်လို့ပဲပေါ့နော်ဆိုတော့ဆိုတော့အဲ့တခုတော့ရှိတယ် ီးတော့ဖုန်းကလည်း maybe size သေးတာရောပေါ့ battery ကျနေအောင်လဲဆိုတော့နည်းနည်းပူတဲ့ဘက်ကတော့နည်းနည်းအလွယ်တကူရောက်နေမယ် gain တွေပါကိုကအမှန်ကန်ကျိတ်မယ်ဆိုရင်ပေါ့အဲ့ဒီနှစ်ချက်ကလွယ်လို့ရှိရင် display error ပါညာလဲကိုကတေချာစစ်ဝဲမယ်ကန်ကောင်းတယ်ဆိုရှင်တော့ကြံတာအခုချိန်ထိရွေးလို့ကောင်းတော့မယ်ပေါ့နော် second hand ဝယ်တာဖြစ်တဲ့အတွက်စိတ်ချရတဲ့ after sale service ကောင်းတဲ့ဆိုင်ရဝယ်တာတော့ပြီးကြမယ်လို့ထင်ပါတယ် battery နဲ့ပတ်သက်ပြီးစိတ်ပူရဲဆိုလို့ရှိရင် S23 နဲ့နောက်ပိုင်းဟာဝယ် 23ကစပြီးတော့ Samsung က21 20 21 22တွေလိုမျိုးဟို battery life ပေါ့နော်တော်တော်အားနည်းတာဆိုတာမျိုးအဖြစ်မခံအောင်သူတို့ upgrade လုပ်လိုက်တာရှိတယ်ဆိုတော့23နဲ့24လိုမျိုးလောက်ကိုစပွဲမယ်ဆိုရင်တော့အခုချိန်မှာဟိုဟောင်းဝင်မဲ့ကောင်းနေသေးပါလို့ပြောနိုင်တယ်ပြီးတော့117ဘာညာလေးရမှာဆိုတော့ဒီဖုန်းတွေကသိမလားကိုဈေးတန်တန်နဲ့ဗျာဘာပြော flash user experience အောင်တောင်းရလိမ့်မယ်ပြီးတော့ခုနောက်ပိုင်း phone camera နဲ့ပတ်သက်ရင် vivo h200 pro တို့ X200 Ultra တို့တအား high ဖြစ်နေတာ tech log လို့ဆိုရင်သိနိုင်မယ်အဲဒါကကျွန်တော်ကမသိသေးတဲ့ရိုးရိုးတခြား normal user တွေအတွက်တစ်ခါလေးပြောပြအောင်ပေါ့နော်ဆိုတော့အဲ့ဖုန်းလေးကိုမေးလာကြတာကြီးကျွန်တော်စီမှာတော်တော်လေးလို့ရှိတယ်ကျွန်တော်ရဲ့ Vivo X200 Pro long term review အောက်မှာဆိုတော့တော်တော်လေးစိတ်ဝင်တစားမေးကြဆွေးနွေးကြရတယ်ရှိတယ်အဥပမာကျွန်တော်ဒီမေးခွန်းလေးဖြည့်ပေးမယ်ပေါ့နော် X200 Pro ကို China နဲ့ Global ပဲပါกว่าလေ number 1အချက်အသိသာဆုံးกว่าတော့ battery capacity global မှာကြောက် China version လိုမျိုးအဲ battery 6000ကျော်ကြီးအဲ့လိုမဟုတ်ကြဘူးဒါ Vivo မှမဟုတ်ဘူးဗျာတခြား Oppo တို့ Xiaomi တို့ကအဆအဲ့လိုပဲပေါ့နော်ဆိုတော့အဓိကအဲ့ဒါကွာတာပါကျန်တာကတော့ global run fantech os နဲ့ china run origin os အဲ့ဒါကွာတယ်ကျွန်တော်ဘယ်ဟာပိုကြိုက်လဲဟေ့ဆိုရင်တော့ကျွန်တော်က china version ကိုပိုကြိုက်တယ်အဓိက origin os ကိုပိုကြိုက်တာလည်းပါတယ်ပြီးတော့ battery capacity silicon carbon battery ရောအဲ့လိုများနိုင်တဲ့များများတာကိုကျွန်တော်ကြိုက်တယ်ဗျဟုတ်တယ်မလားဖုန်းတစ်လုံးအားလို့6000ကျော်ပါတာလုံးဝ flagship phone တစ်လုံးပါဆိုရင်လောက share ပဲဗျာအားတော်တော်ကြီးကိုခံနေဆိုတော့ဟို user experience ရတယ်ဗျာပြီးတော့ဒီ video ကြည့်နေတဲ့မှာ Vivo မြန်မာ brother sister တွေပါဆိုလို့ရှင်လေဒီတစ်ခုကျွန်တော် user တွေကိုစားတော့ဒီကနေထပ်ပြောခြင်းပါတယ်ကျွန်တော်တို့ဒီမှာ man ထားတဲ့တမှာအဲ့ Vivo မြန်မာစား phone သေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအားမလားအများဖြစ်ကြတဲ့လူတွေရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ကချက်ကိုမကြိုက်ခဲ့ဘူးဆိုတော့နောက်ပိုင်း major software update ဒီမှာအဲ့မြန်မာစား font size သေးနေတဲ့ကိစ္စကို convenient ဖြစ်ဖြစ်နဲ့ အဲ site ကိုကြီးလို့ရအောင်ဒါမှမဟုတ်လည်းငကိုရဲ့ site ကိုကြီးပုံမှန် site ပေါ့နော်ဖြစ်နေအောင်အဲ try ပေးမယ်ဆိုရင်တော့ဟို user ရဲ့အနေနဲ့ရောပို့ပြီးတော့ vivo ဖုန်းသုံးရအောင် appreciate ပို့ဖြစ်လာမယ်လို့ထင်မိပါတယ်နောက်ဆုံးမိအနေနဲ့တော့ကျွန်တော်တို့စီမှာ lament ထားတဲ့ user experience တစ်ခုကိုဖောက်သည်ချရင်လည်းကျွန်တော်ဆွေးနွေးပေးချင်ပါတယ်အဲ तू ကပြောထားတာတစ်နှစ်တစ်ခါဖုန်းပြောင်းကင်တဲ့လူတွေကတရုတ်ဖုန်းတွေကင်ဈေးတော်တယ်ကောင်းတယ်ဒါပေမဲ့တစ်နှစ်လောက်ကင်လိုက်ရင်တရုတ်ဖုန်းတွေကစုပ်ပြတ်နေရောတဲ့အဲ့ဒါကိုကျွန်တော်လေးပုံမှန်လင်းလင်းပြောပြပေးချင်တာက ဟုတ်တယ်အဲ့ဒါဟိုးတော့ကဖုန်းနေရတော့အဲ့လို vibe မျိုးအဲ့လို quality ပေါ့နော်ကျူစီပိုင်းပုံဖြစ်တယ်ဒါပေမဲ့ဒီနောက်ပိုင်းတွေမှာ Xiaomi ပဲဖြစ်ဖြစ် Oppo ပဲဖြစ် Vivo ပဲဖြစ်ဖြစ်နောက်ဆုံး Realme ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တေးယုတ်ဖုန်းတွေဥမာ Huawei တို့ပဲဖြစ်ဖြစ်ပေါ့အကုန်လုံးကသူတို့ရဲ့ true flash တွေ high end flash တွေအကုန်လုံးကတစ်နှစ်နှစ်နှစ်သုံးနှစ်အေးအေးဆေးဆေးကင် AC ပဲလုံးဝကို performance အရာပဲကြည်ကြည် camera quality ပဲကြည်ကြည် battery health quality ပဲကြည်ကြည်ပေါ့ အေးအေးဆေးဆေး maintain ဖြစ်တာကိုပြောချင်တယ်။တေးကြတာတော့တစ်နှစ်နဲ့ဝဲဆွဲသွားရဆိုဖုန်းထဲမှာတရုတ်ဖုန်းတွေရဲ့ flash တွေမပါနေတော့တာနှစ်နဲ့နဲ့ကြာပြီပေါ့နော်။ flash မှမဟုတ်ဘူးကျွန်တော်တို့ apartment ring ဖုန်းတွေတောင်မှတစ်နှစ်ကျော်လောက်ကအေးအေးဆေးဆေးအသုံးခံတယ်။ဆိုတော့ flash ကတော့နှစ်နှစ်သုံးနှစ်အေးအေးဆေးဆေးအသုံးခံတယ်ဆိုတော့ quality assurance တစ်ခုမှအခုရောက်နေပြီဖြစ်ပါတယ်။ဆိုတော့ဒါကတော့ကျွန်တော်မသိသေးတဲ့လူတွေအတွက်ကောဟိုခင်းအောင်မကြနိုင်အောင်ဒါ up to date knowledge share လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ရဲ့ဒီလို Q&A အမေးဖြေအစီအစဉ်တွေမှာမိတ်ဆွေတို့ကျွန်တော်တို့ဗီဒီယိုတွေအောက်မှာလာမှန်းထားတဲ့လာဆွေးနွေးထားတဲ့မိကုန်းတွေထဲကဒီလိုမျိုးကောင်းမွန်ရရာလေးတွေအများနဲ့သက်ဆိုင်ရာလေးတွေပေါ့အဲ့လို random ပေါ့နော်အလှည့်ကျဖြေကြားပေးတာဖြစ်ပါတယ်အားကြောင့်အခုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေကလည်းသိချင်တာဒါမှမဟုတ်ဆွေးနွေးချင်တာဒါမှမဟုတ်လည်းတကယ်မှလာညင်းခုံမညာပွဲလုပ်ချင်တာရှိလို့ရှင်လည်းအောက်မှာလွတ်လွတ်လပ်လပ်အားလုံးဝင်မန့်လို့ရပါတယ်အားလုံးကြိုးစားပါတယ် ကျွန်တော်အတက်နိုင်ဆုံးတော့စာနဲ့လည်းပြန်ဖြည့်ပေးမယ်ပြီးတော့ဒီလိုမျိုးကျွန်တော်တို့ဗီဒီယိုတွေနဲ့လည်းဖြည့်ပေးမယ်ပေါ့နော်ဆိုတော့အားလုံးပဲ stay tune ပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗီဒီယိုလေးသဘောကျတယ်ဆိုတော့ like and share လုပ်ပြီးတော့ကျွန်တော်တို့ support လုပ်လို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဖုန်းကြော်သူပါ